ားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေနကုလဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်အကြောင်းအရာလေးကိုမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရရှင်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်တော့အကြောင်းအရာလေးကိုအခုပဲဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်ကာကဝနာပြည်ကြီးရဲ့မြင့်မြတ်သောနေရာတစ်ခုမှာတော့လူအများစီကားနေပါတော့တယ်ကြီးကျယ်လာစွာသော ပွဲသမင်ကြီးတစ်ခု ။စင်ကျင်းပနေသောအခါသမယ။လာကြဟဲ့။မကြခင်အလောင်းတော်ကိုလောင်းတိုက်ပေါ်ကိုတင်တော့မယ်တဲ့။ယဟနအရှင်မြတ်ရဲ့အလောင်းတော်ကိုမိတကြိုတယ်ဆိုတာကြုံခဲ့ပါပြီတဲ့။လာကြ။မြမြဟဲ့မြမြ။အိုးလူတွေကလည်းတိုးမပေါက်ပါလား။မြမြလှုပ်စင်းပါ။ဟိုမှာလောင်းတိုက်ကအစ်ဖြစ်နေပြီ။နတာထင်းတော့နေကိုအစီကြီးပဲ။ပွဲသဘင်ကတော့ဖုံကြီးပြန့်ပွဲသဘင်ပါပဲ။သို့တော့ယခုပြောင်းလဲတော့မူသွားတဲ့အရှင်တိတဟူသည်က တိုင်းသူပြည်သားလူအများနဲ့တကွကာကဝနာတိသဗင်ကြီးကိုယ်တိုင်ကိုယ်ဝယ်စီကနေတဲ့ယဟန်ကားရဲမှတပအပဝင်ဖြစ်နေသည့်အပြင်မကြခင်ကမှယဟန်ကိစ္စပြေဆုံး၍ယဟန်တာပင်ဖြစ်တော်မူခဲ့သောတည်င်းကြခဲ့ရသောကြောင့်ကြက်ပြံမကြစီကားရခြင်းပင်ကာကဝနာမင်းကြီးပင်လင်လောင်လိုက်သွင်းအခမ်းနာကိုရှူဆိုင်းရန်အတွက်ရောက်ရှိနေချေပြီးမကြခင်အခမ်းနာဆ၍အရှင်တိတ၏အလောင်းတော်ကိုယဟန်တော်များက လောင်တိုက်ပေါ်တည်ရင်မချီကြလေတော့တယ်။ဟာအလောင်းတော်ကိုမတာမမရကြပါလား။ဝိုင်းကူမကြပါဦးဟဲ့။ယဟန်းတော်များအားနဲ့ရုတ်တရက်မရကြ။တို့နဲ့မိမှုရံများရဲမဲများကပါ အားဖြစ်၍ဝင်ရောက်တဲမကြလေတယ်။တို့ပါတော့လေမြင်တို့မြမရွေမရကြ။ဟင်ဘလို့ကြောင့်ပါလဲ။ဘာများအမားရင်းရှိလို့ပါလဲ။မင်းကြီးစင်နှလုံးနောက်ကြည့်ရှုပ်ထွေးရလေပြီ။ဟဲ့မူကြီးမရများ သွားစုံစမ်းကြစမ်းဘာကန်နေကြရလဲဘသူကဘာတွေလှုပ်ထားလို့အရှင်မြတ်ရဲ့ဇာပနာခန္ဓာဟာကြွမရတာလဲဆိုတော့အပြေရှားကြစမ်းမှန်ပါမူးမများလဲမနေတာကြပြီအเจ้าရင်ကိုစစ်ငုတ်ဆက်စုကြကုန်တော့တယ်မကြမီမှာပင်အမကြီးတပါလာရောက်ရှောက်တင်လေတော့တယ်မှန်လားပါအရှင်မင်းကြီးဥတိတအကြောင်းမှယဟန်တပါဤပြောပြချက်အရဥတိတအရှင်များခန္ဓာဝင်မချမီကအဋ္ဌိဌံပြုခဲ့ပါတယ်တဲ့ဗျာ စာပနာကိုဘူဂျီထောင်မတော်မရစီပဲဤတိုင်းပြည်မှာစေသားတရကတယောက်တင်မပါမှရပါစီတဲ့ဖရာဟင်ဟုတ်လားအမတ်ကြီးဒါဆိုလေအဲ့ဒီစင်ရသားကိုတွေ့အောင်ရှာကြလေတော့မြင်းမြင်းရှာကြမန်လာပါရှာဖွေရန်အတွက်အစီမံများပြုလုပ်ပြီးကြမှာဖရာအင်းအရှင်မြာဘာကြောင့်များစေသားတယောက်ပေါ်မှာဒီလိုအထိတ်ထန်ရပါလဲစိတ်ဝင်စားကြရပဲမင်းကြီးနီး မူမတရားစိတ်ဝင်စားစွာနဲ့ငံ့လင့်နေကြချီပြီးလောင်တိုက်ပေါ်ကိုယဟန်ရှင်လူစစ်တီရဲမဲ့အင်အားစုကြီးနဲ့မယူတာတော့မရတဲ့သာမဏေခန္ဓာကိုစင်ရတာတယောက်တည်းကမနိုင်ပါရဲ့လားမှန်ပါစောင့်ကြည့်ရမှာပေါ့ဖေဟာဩဒါနဲ့အမကြီးအဲ့ဒီစင်ရတာအမိကဘသူတဲ့တုံးမှန်ပါငကုလပါတဲ့ဖေဟာလုံခဲ့တော့တဏီခန်းကကိုငကုလရေကိုငကုလ ချင်းနဲ့ညွန်းနှံသောခေါ်တန်လေးတစ်ခုတဲဆုပ်လေးအတွင်မှထွက်ပေါ်လာတော့တယ်။ကိုနှကုလာရေကိုနှကုလာကိုနှကုလာတဲဆုပ်ရှိကွက်ပြစ်မှာတော့တစုံတရာကိုမျောငေးနေတဲ့တစ်ဆယ့်နှစ်အရွယ်မိန်းကလေးငယ်ခေါ်တန်ကြောင့်တော်အတွင်ကိုဝင်သွားလေတော့တယ်။ခဏအကြာမှာတော့ပြန်ထွက်လာ၏။ထိုစဉ်မှပင်သူမ၏ဖခင်နှကုလာပြန်ရောက်လာလေပြီ။အဖေအဖေအစဉ်ပြေခဲ့ရလား။အခုလေးတည်းအမေကညင်းနေတယ်။အမေ ဘိုက်ဘိုက်စာလို့တဲ့အဖေอืมအဲ့ဒါသမီးရယ်ဆံမြုပ်လေးမတိုက်ဘူးလားချက်ချင်းပြန်မဖြေနိုင်ပဲသူမကြီးပါပြင်ပေါ်မှာတော့မျက်ရည်ဥလေးတွေသာစီလာတော့တယ်ဆံဆံကုန်နေပြီအဖေခက်တာပဲသမီးရယ်အရေးတဲ့အဖေကလည်းအလုတ်အစင်မပြေခဲ့ဘူးအတပြားတဲ့တပြားတစ်ချက်မှမကြံတော့ဘူးချို့တက်ချင်းနဲ့တငယ်ချင်းတို့ကိုပန်ဆန်ရသည့်သူတို့ဤဘဝအဖေဒီလိုလုပ်ပါလားအဖေလည်းတင်းနေတင်းနေပင်ပန်းလွန်းလာတယ် ဒီတော့သမီးကတလဲရှာကြည့်အောင်မယ်လေသမီးတို့အရှိပြင်ကတထေးကြီးစီကိုပုတ်ပေးသမီးအခစားလုပ်မယ်သမီးလှောက်ခောက်ကိုအဖေကြိုထုတ်လိုက်လေအမေနေကောင်းတော့အဖေအလုပ်ဆင်ပြီးတော့သမီးကိုပြန်လာရွေးပေါ့အိုးသမီးလေးရယ်အရွယ်နေမလိုက်အောင်မင်းအလိုက်တည်လွန်သည့်သမီးငယ်အတွက်ရင်မာဆုနေရပြန်တော့တယ်နော်အဖေနော် သမီးပြောတဲ့အတိုင်းလုပ်ဟိုမှာအမေကဘိုက်စာလိုက်ရော်မင်း ဖြစ်ဖြစ်ပါမလားသမီးရဲ့ဖြစ်ပါတယ်အဖေဒါမှ သမီးလည်းမိဘကျေးဇူးကိုတလဲဆောက်ခွင့်ရမှာပေါ့လာပါအဖေအနှဲငယ်တုံဆိုင်လေးဝေခွဲမရဖြစ်နေတဲ့သူကို အတွင်းကမှ စနီးတဲ့လူမမဤညင်းညူတဲ့တက်တက်ကလုံလုံးလိုက်ပြန်တော့တယ်ဒါဖြင့်ကဲလာတထဲစီသွားကြစို့သမီးငယ်ကိုနှစ်သိပ်ပြီးသမီးငယ်မတစ်ဆာရဲ့လက်ကိုဆွဲလေးအရှိပြင်းတထဲစီကိုရောက်ခဲ့ပါလိမ့်ပြို့တထဲမီတထဲမီခင်ဗျဟေး ဘသူတော့ကခြံဝလာအောင်နေရဥစွာရင်ဆိုင်လာရသည်ကတထေးကြီးလက်ရင်တပြည့်လူထွားကြီးရခါမသစ္စာလေးမှာတော့ကြောက်အားပူရဲ့ဖားခင်ရဲ့လက်ကိုတင်းတင်းဆုပ်ကင်ထားလိုက်တော့တယ်ကျကျွန်တော်တို့တထေးမိနဲ့တွေ့ချင်လို့ပါဗျာဘာကိစ္စတော့တထေးနဲ့ချင်းထားလားချင်းမထားပါဘူးခင်ဗျာတေရေးရှိရင်မို့နောက်နောက်ကြီးကတစိမ့်လောက်ကူညီပါခင်ဗျာပြောပြပါခင်ဗျာတဲတဲရှုပ်တဲ့စင်းရဲတာကြီးပဲခဏစား အောက်ကျတောင်းမှန်ခါရနေသည်မူရက်ခအတော်လေးကျင်နက်ခါဖြင့်ဆန့်ကြွားကြွားအမူအရာဖြင့်အိမ်တွင်သို့ဝင်သွားလေတော့တယ်။အတန်ကြာမှရက်ခပြန်ထွက်လာတော့တယ်။လာခဲ့ကြ။ဟုတ်ဟုတ်ကဲ့အရှိပြင်တဲ့ထင်းနဲ့နကူလာတို့အသာဖစုံရပါလိမ့်ပြီ။ဟေးဘာကိစ္စတော့။ဟိုဟိုကျွန်တော်သမီးလေးကိုတထင်းမင်းစီမှာအနံ့ပြီးတော့အလုပ်လေးပါလိစီမံပေးပါခင်ဗျာ။နောက်အတပြားလေးနည်းနည်းတော့ကြိုကြိုထုတ်ချင်လို့ပါ။ဟာ ရှက်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 မင်းသမီးငငယ်လေးဘာခိုင်းလို့ရမှာတဲ့တော့ကျွန်တော်သမီးကငယ်ပေမဲ့စံဖို့မောက်တာစံပြချက်ပြုတ်ရှော့ဖို့အလုံးကိုလှုပ်တက်ပါတယ်တထင်းမရဲ့အိမ်မှာသူ့အမေနေမကောင်းလို့စံမြုပ်တိုက်ချင်တာတောင်းမှစံဝဲကြီးကအတပြမရှိလို့ပါခင်ဗျာဟုတ်ဟုတ်ပါတယ်ပပကြီးသမီးကိုခန်းချင်အောင်ခိုင်းပါလောလောဆယ်အဖေ့ကိုအတပြနည်းနည်းသာကြိုးပေးလိုက်ပါပါကြီးရဲ့ဟမ်မင်းတို့ဟာအလုပ်ပဲနေမှမသိဘူးငွေကအလင်းလိုချင်တာကို ခေါ်လာတဲ့မိန်းကလေးကငငယ်နဲ့မဖြစ်ပါဘူးကွာငါမှအလုတ်သမားကြီးပေါ်လွန်လို့ရှန်တောင်းရှန်ထွက်နေပါသေးတယ်ငါအတွက်မလိုအပ်ဘူးတထေးကြီးရဲ့စကားကြောင့်ငကုလာတို့တာဖမျက်စိမျက်နာပြက်သွားကြတော့တယ်အိမ်မှာကြံခဲ့တဲ့လူမမာကိုလည်းပြေးပြီးတော့တတိယလိုက်မိကြတယ်အိုးလှုပ်လှုပ်ပါတထေးမရဲ့ကူညီပါခင်ဗျာစံတစစ်မှမရှိတော့လို့ပါရှစ်ကြီးခိုးပါရဲ့ဗျာဟုတ်ပါတယ်ဘဘကြီးရဲ့ စားစရာစံတစိမှမရှိတော့လို့ပါ အလွန်လွန်အောက်ကြစွာတောင်းပန်ကြရှာလေတော့တယ်ခက်တာပဲအရှိပြင်တထေးကြီးဥလောပဆေးလိတ်ကိုဟန်ပပခဲ့၍စဉ်းစားရောင်ပြုနေတော့တာပေါ့နကူလာတို့တာဖာကရင်တထိတ်ထိတ်နေကဲဒါဖြစ်ဒီလိုလို့မင်းတို့တာဖာအပူကက်လွန်းသားစီမံပေးရမှာနော်နကူလာမင်းတို့ကအတပြားတုံးချတတီချေးလိုက်မယ်အဲ့ဒီငွေကိုတော့၃လပြည့်တာနဲ့ပြန်ဆရမယ်ဟုတ်ဟုတ်ကဲ့ ေသူကြီးလာပါတယ်ခင်ဗျာဝမ်းတာလိုက်တာတထင်းမင်းရဲ့နေနေအောင်ငါစကားမဆုံးသေးဘူးအတပြာဆိုတာအလကားချင်းငါယူထုံးစံမရှိဘူးဒီတော့ဒီချင်းငွေတုံးကြအတွက်မင်းသမီးလေးကိုငါစီမှာအပေါင်းတော်နဲ့ထားခဲ့ရမယ်တုံးလာပြီလို့ငွေတုံးကြပြန်လာပေးရင်တော့မင်းသမီးပြန်ခေါ်ဖို့ကွာခခင်ဗျာတကယ်တော့တထေးကြီးဦးလိုပါကနေနေရာကိုလန်ဆိုင်လိုက်ခြင်းမင်းဖြစ်တော်တယ်မတ်တစ္ဆာလေးကိုထို့သူ အပေါင်းယူထားလိုက်ခြင်းအပြင်အိမ်တွင်ခန်းစင်နိုင်သည့်အချိန်တန်တော့ငွေပြန်ရအောင်မည်။ဘာလဲအတပြားတုံးချမယူဘူးလား။အိုးမဟုတ်ပါဘူးဘဘကြီးရေရှူမှာပါ။အဖေအတပြားတုံးချယူပြီးတော့အမေစီကိုအမြန်ပြန်တော့အမေစားကျင်တာဝဲကျွေးလိုက်။ဆီလိုက်တိုက်လိုက်တော့အဖေတောင်ရင်တော့လက်များအပြင်တထေဥလိုပါပေးတဲ့အတပြားတုံးချက်ကိုလက်ခံယူပြီးတော့သမီးကိုမှရှာတော့တယ်။ကဲအဖေသွားမယ်နော်သမီး။ တထင်းမင်းတို့ခိုင်းတာကိုလှုပ်ပြပေါ့ကွယ်လိမ့်လိမ့်မမနေနော်တမီကြားလားတမီအတွက်ဆေးချပါအဖေအမေကိုသာဂိယူဆက်လိုက်ပါတမီငယ်ကိုကြောခိုင်းပြီးအိမ်တို့အမြန်ပြန်ခဲ့တော့တယ်သို့တော့အိမ်ရှိအနီးရောက်ရင်းမင်းငကုလာရင်ဆိုးရတော့တယ်ဟင်းငါအိမ်ရှိမှာလူတွေစွတ်စွတ်စွတ်နဲ့ဖះဖះဤကနာဤကနာဟေးငကုလာမင်းကဘယ်ရီသွားနေတာဝန်းကွဘလို့လဲကွာ လူမမကိုပြစ်ထားခဲ့ရလားဟိုဟိုလေကျွန်တော်လည်းအတပြားလေးပါလေးရောက်သွားကြံနေတာပါဦးကြီးလိုရဲ့အခုဘာဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲဒီမှာမင်းမိမဆုံးပြီကွာစိုးစိုးကလေးကထင်တော့ထင်လိုက်မိပါတယ်လက်တွေ့ရင်ဆန်လိုက်ရတော့လေအမလီလေးဒုက္ခကြီးလာကြီးလာရှင်မရဲ့ဟင်ဆံပြုတ်လေးတော့မှတော့မသွားရပါလားတရားနဲ့သာဖြေပါတော့နကုလာရဲ့တေးတဲ့သူကတေးပြီပဲ ဟုတ်ပါတယ်ဦးကြီးတို့ရေဒါဒါပေမဲ့ကျွန်တော်ကျွန်တော်တို့အဖြစ်က စကားကိုရှင်းမစင်နိုင်ရက်ဆက်လွန်လာတဲ့ကတ္တမစုကို မပြိုင်တာဒီမို့ထိုင်ရင်တော့ငိုမိတော့လေတယ်ကဲကဲငိုနေလို့မပြီးဘူးအလောင်းမြေကြောင်လောက်ရမယ်ကိစ္စရှိသေးတယ်နကုလားမင်းဘယ်လိုစီစီမလဲကွာအားရအောင်မမငိုရသေးလိုအပ်ချက်တွေကရင်ဝတ်ကိုလာဆောင်ပြန်တော့တယ်ဟုတ်ပါရဲ့ကျွန်တော်မှ လက်ထဲအတပြာတုံးကြပဲရှိတာ အာတုံးချနေတော့ဘာလို့လို့ရမှာလဲကွာနောက်တာ30လောက်တော့အနည်းဆုံးထက်ရှာအောင်လေဒီတုံးချတောင်မှတမီးလေးကိုအပေါင်းသဘောမျိုးထားပြီးတော့ယူလာရတာပါဦးကြီးတို့ရဲ့ဦးကြီးတို့မှာရောအတပြာမရှိကြမချင်းနိုင်ကြဘူးလားယင်တို့များလည်းမင်းလိုစင်းရဲသားပဲကွယ်နကူလာရဲ့ဘဲကငွေပူငွေရှန်ရှိမှာတော့အော်ဒါဖြင့်အတုပကြီးတခါအရှာထွက်ရအောင်ပါပေါ့လေမယားအလောင်းနဲ့အိမ်ကို အိမ်နီးချင်းတို့နဲ့ထားခဲ့လျက်ထွက်ခဲ့ရပြန်တော့တယ်။အခြားနီးလန်းလဲစဉ်းစားကြံပန်စရာမရှိ။ဒီတော့အရှိပြေတထေးကြီးအိမ်တို့သာခြေဦးလဲရပြန်တော့တာပေါ့။ဟေးဒါဒါဘလို့ဖြစ်ရပြန်တာတော့နှကုလား။မင်းသမီးကိုသုံးလပြစ်မှာပြန်လာရွေးရမှာ။ဘာရှွတ်ရှွတ်ရှဲဖြစ်လာရပြန်တာတော့။ဟိုဟိုလေ။သမီးအမေဒီနေ့ပဲဆုံးသွားရှာပါတယ်တထေးမင်းရဲ့။အဲ့ဒါတကြိုစီလူနေပြန်လို့ပါ။ဟာ တဲခွားကြတယ်ကောင်းမဲဟင်အဖေအမေအမေဆုံးပြီဟုတ်လားအိမ်နောက်မှာတော့အဝတ်တွေလျှော်ရင်တလန်ကထလာခဲ့တဲ့မှတ်သစ်စာတော့မျက်ရည်ဝဲပါလိမ့်မယ်ဟုတ်တယ်သမီးရဲ့သမီးအမေကတော့အဖေတို့တားဖောက်ကိုထားရစ်ခဲ့ပြီအဲ့ဒါတချိုစိတ်ကလူနေပြန်ပြီပေါ့သမီးရဲ့ဟင်ဖြစ်ရလိမ့်အမေရဲ့ဟာဟေးဟေးငါအိမ်ပေါ်မှာနမိတ်မရှိနမမရှိနဲ့ငိုမနေကြနဲ့လေကွာတော်တော်ရှိတယ်ကောင်ကဲပြောစမ်း မင်းအတပြားဘလောက်ထပ်ယူခြင်းလို့လဲအတပြားကိုးကြလောက်ပါခင်ဗျာကဲမင်းတောင်းတလောက်ငါပေးလိုက်မယ်အခုကိုးကြရဲ့စစောကသုံးကြရဲ့ပေါ့ရင်တစ်ဆက်နှစ်ကြဖြစ်သွားပြီနော်ရော့ဒီတော့တစ်ဆက်နှစ်လအတွင်းမှာတော့သူ့အတပြားတစ်ဆက်နှစ်ကြနဲ့လာရွေးပြီတော့မရွေးနိုင်တော့အဆုံးပဲနော်မင်းသမီးငါစီမတသက်လုံးကျုံဖြစ်သွားလိမ့်မယ်ကြားလားဟုတ်ကဲ့ခင်ဗျသမီးလေးအဖေ့ကိုခွင့်လို့နော်ဒါဒါမှ ။တမီးအမေအလောင်းမြေမြေကြမှာယူသွားပါအဖေရဲ့။တမီးကျင်းနေပါတယ်။အမေရဲ့အလောင်းကိုသာလက်လက်ပပမြေချလိုက်ပါ။အော်ဒါနဲ့တထင်းမီးရဲ့။တမီးလေးသူ့အမေကိုနောက်ဆုံးကြောရအောင်လို့ခဏတော့ခေါ်သွားခွင့်ပြုပါခင်ဗျာ။ဘာကွ။အောင်းမာမင်းကငွေလဲရရော။တမီးပြန်ခေါ်ချင်ရောလား။ရက်ခလာစမ်း။ခုကောင်မလေးကိုဆွဲထားစမ်း။ဟမ်မင်းတို့ဟာလေး ဒါလောက်သဘောကောင်းတဲ့တတိယတော်မှနားလဲပါလဲလောက်ချင်တယ်။အိုးဒီဒီလိုမဟုတ်ရပါဘူး။ကဲကဲသမီးလေးသမီးကိုလောလောဆယ်တော့အဖေမပိုင်ဘူး။သမီးအမေကိုလေရွာအပြင်ကမကြီးပကြီးနာမှာမိသူကြိုလိုက်မယ်။ရွာဘက်ကိုကြည့်ပြီးတော့မိခိုတန်လေးမြင်တော့မမ်းမန်းသာကထောက်လိုက်ပါတော့နော်။ဟုတ်လားသမီးလေး။ဟုတ်ဟုတ်ကဲ့ပါအဖေ။အဲလိုနဲ့နကုလာတယောက်ခြေကွယ်ဆွနစ်စွာနဲ့ရွာပြန်ခဲ့ပြီး ဇနီးတဲ့အလောင်းကိုတကြိုလိုက်လေတော့တယ်။အဲ့ဒီနောက်မှာတော့သမီးငယ်ကိုပြန်လဲရွေးယူနိုင်ဖို့အရေးငွေအရှာထွက်ရပြန်တော့တယ်။ရွာမထွက်၍ခီးအတော်ပောက်ခဲ့ပြီးရနော်။ဟာကြံကင်းကြီးတခုရှူမစိုးအောင်ကျေပြောလာပါလားနော်။ဒါတော့ကျေတဲ့ကြံကင်းမှာတော့အလုတ်သမားတွေလူနိုင်နေ။ဝင်မေးကြည့်မှပဲ။ချန်ပိုင်ရှင်ထံသို့နကုလအယောင်လန်းခဲ့တော့တယ်။ဦးကြီးခမဦးကြီးကြံခင်းမှာအလုတ်သမားများမလိုဘူးလားခမ ဟေးဘာရောမင်းကအလုပ်လိုချင်လို့လားဟုတ်ကဲ့ခမကျွန်တော်အလုပ်လိုချင်လို့ပါနာမည်ကနကုလာပါကျွန်တော်အစုံလုပ်နိုင်ပါတယ်ကြံစိုက်တက်ပါတယ်ကြံချိုးတက်ပါတယ်ကြံစည်းတွေကိုလည်းထမ်းနိုင်ပါတယ်ကြံရည်လည်းညှစ်တက်ပါတယ်ကြံဖတ်လည်းအဲ့လိုနဲ့နကုလာအလုပ်ရပါလိမ့်ပြီကံခေရစ်သူမှုကြံရည်ညှစ်ရသည်မှာပြင်ပန်းလာပြီမဲ့သူပြောတယ်ရသည်မြငွေစားလေးတွေကိုလည်းမပွန်းမပက်ရအောင်စူဆောင်းရလေးတယ် သူမသာတဆင့်တကြပြည်သည်နှင့်ချစ်သမီးငယ်ကိုပြန်ရွေးနိုင်မည်မဟုတ်ပါလားရက်တွေအလီလီပြောင်းလရွေညောင်း၍တနေ့ဆင်နလာရာသည်ပင်ပြည်လူပြည်ကင်းရှိနေပြီ။အော်အဖေတယောက်ဘယ်စီများရောက်နေလဲမသိဘူးနော်။ငါအတွက်အတပြားတဆင့်တကြလိုက်ရှာနေတော့နဲ့တူတယ်။အဖေအဆင်ပြေပါစေ။သမီးအဖေနဲ့တူ ပြန်နေချင်လာပါပြီအဖေရဲ့။ဟေ့ဟူကောင်မလေးတစ္စာဘာငိုင်းနေရတော့တဲ ငါဇက်ပူအုပ်လိုက်ရရက်ခါဤမမဲချိန်မောင်းတန်ကြမှာမတ်တစ်စာလေးတတိပြန်ဝင်လာတော့တယ်။အိုးဟုတ်ဟုတ်ဘာမှမဟုတ်ပါဘူးရှင်။ဘာမှမဟုတ်လေခိုင်းတာလို့လေ။ဟုတ်ဟုတ်ကဲ့။လုံလဲဆအလုပ်တင်မှာအတင်းကိုအာယုံဆက်လိုက်ရတော့တယ်။ဘာဖြစ်တာလဲရက်ခါ။ဟိုကောင်မလေးတစ်စာလေးအလုပ်ကောင်းကောင်းမလုပ်ဘဲနဲ့ငင်းငယ်နေလို့ပါတထင်းမင်း။တစ်စာနော်တစ်စာ။ခုရက်ပိုင်းမှာ နေ့နေပုံနေငါမကြိုက်ဘူးအလောက်ကိုကောင်းကောင်းလုပ်စမ်းဘာဖြစ်နေရတာလဲကျွန်မအဖေကိုတကြည်ရမိလို့ပါဟင်းနေ့ပေဘယ်လျှောက်တောင်းနေမှမသိတာတစ်ဆက်နှစ်လပြီလို့မယွေးနိုင်တော့နေကျုံဖြစ်ပြီအိုးပပကြီးတထင်းမိရဲ့အဖေအဖေလာယွေးနိုင်မှာပါအေးပါစောင့်ကြည့်ပါတစ်ဆက်နှစ်လလဲပြည့်ကနီးပါပြီလေမတစ္ဆာတယောက်ဘာမှအစင်မပြောတာ မမျော်လင့်ရဲ့မျော်လင့်ရဲ့ဖြစ်တာဖခင်ကိုမျော်နေမိပါတော့တယ်ဖခင်ဟာသူ့ကိုဘယ်နည်းနည်းမှပြင်မထားရက်တီကတော့တေးကြတယ်။အော်အဖေရဲ့ငွေကိစ္စအဆင်ပြေပါစေလို့တမီးလေးဆူတောင်းနေပါတယ်။လာပါတော့အဖေရဲ့အဖေမမြန်လာပါတော့ဟေ့ပြည့်ပြီကွာပြည့်ပြီတမီးရွေးဖို့ငွေတစ်ဆက်တကြပြည့်ပြီဟင်မရသေးတမီးကျုံဖြစ်ခက်လာတဲ့ငွေရပြီကွာကြံငင်းရှင်ကြီးရေ ကျုပ်သွားပြီဗျဒီနေ့ပါလုံးကြံညစ်ပြီးတော့ကြဲကြံခဲ့သည်များတမီးရွေးရန်ဆန္ဒပြပြီးမှနကုလကြံငင်းကိုကြောခိုင်းကအပြေးထွက်ခဲ့တော့တယ်ကျိုးနုံလာတော့နကုလသူယူတယောက်လိုအော်ဟစ်ထွက်ပြေးသွားသည်ကိုကြည့်ပြီးတော့ခြံကင်းပိုင်ရှင်ကြီးတယောက်အော်စွာနဲ့ကြံညစ်ခဲ့ပါတော့တယ်ခင်းနန်းလေးတစ်ခုကိုခုံကြော်လိုက်ပြန်တယ်တမီးရေပျော်လိုက်စမ်းကွာပျော်လိုက်စမ်းတမီးကိုရွေးဖို့အတွက်ဝေ၁၂ကြာပိုက်ပြီးတော့ အဖေပြေးလာနေပြီမနီးလာတော့ခီးမသမင်းငယ်မကြားနိုင်သည့်တိုင်တမင်ကလာလွတ်လွတ်လပ်လပ်အော်ခီကျွေးကြော်လာမိတော့တယ်ခြေလန်းတွေကလည်းပိုးတွက်လာတော့တယ်ကြံကင်းရှင်ထံမှာကြံရင်နဲ့အထွေတွေလှုပ်သားတာဝန်တွေလှုပ်ကန်ခဲ့သည်မှာတဆက်နလပြည့်ခဲ့ပြီမို့အသက်ပြားတဆက်နကြာတီတီကိုစူဆောင်းမိခဲ့ပါလိမ့်ပြီအင်းဒီတော့ကိုလူနေတော့ငါသမီးစီကိုရောက်တော့မယ်ဟဲ့ထုတ်ခနာမှာပြီ သူမျက်စိတွေကတစုံတစ်ယောက်ကိုတတိပြုမိလိုက်တယ်။အလိုယဟန်တော်တပါအိန္ဒြေတိတ်ခါအပြင်နဲ့ကြီးညိုဝဲကောင်းလာတဲ့ယဟန်တော်တပါပါလား။တင်ကန်းကိုအချိုးညီစွာဝေယုံလျက်တပိတ်ကိုပိုက်ကစွတ်ချီတော်မူလာတဲ့ယဟန်တော်တပါကိုဖူးမြင်လိုက်ရပြီ။အင်းနေမြစ်လို့မွန်းတက်လို့နီးနေပြီ။လူသူကင်းဝေးတဲ့တောကြီးမြေမဲအလင်းမှာဒီကိုယ်တော်ဆုံးမဆားရတည်ရလားမသိဘူး။ဆင်းရဲမွဲတေပါတော့လေအမျိုးကောင်းသားအတူပြီးပြီး ယဟန်ကြီးအနာရောက်တည်နေအဝိထောက်ကလေးကိုခြားကဥချရှိကိုနှုတ်ဆက်လိုက်လေတယ်အရှင်ဖုရားဒီနန်နဲ့အဖို့ဇွန်ကိစ္စများပြေဆုံးခဲ့ပါရဲ့လားဖုရားငကူလာကရှောက်တင်လိုက်တော့ယဟန်တော်ကမင်းတို့များမိတော်မမူပေငကူလာလည်းအတာဆောင်ခဲ့ကြည့်လိုက်တော့ယဟန်တော်ဤတပိတ်တွင်ဝဲဟာလာဟင်းလင်းဖြစ်နေသည်ကိုမြင်လိုက်ရတာပေါ့ဟင်အရှင်ဖုရားခိတဆိုင်ငံ့တော်မူပါအောင်ဖုရား တပိတော့ဆွမ်းအရှာထွက်ပြရစီဖျားဟောဟောဒီတင်ကုတ်တူမှာပဲခိတတရင်သုံးတော်မူပါအောင်ဖျားကောင်းပြီတကားတော့နကူလာကကမန်းကရန်အပြေးထွက်ခဲ့တော့တယ်ဟာငါမှလည်းအတပြားတစ်စက်နှစ်ချက်ပဲပါတယ်ဒါ ਉਹ ပဲဆွန်းလောက်ကလူလည်းမရတတီတီဥတီကအရေးကြမှာအလွယ်တကူကရှာမရအရေးကြီးတာကတာသနာအာဇာနည်ယဟန်တပါဆွန်းစားရဖို့ပဲอืม ပြင်းရင်းလွားရင်ကပင်လမ်းမှလူကြောင်နဲ့ရင်ဆိုင်တိုးမိလေတော့တယ်။ဟာဟိတ်ဘာဖြစ်လာလဲကွအချိန်ကိုတတ်ရင် တဖက်လူကိုကဲခတ်လိုက်တော့ဥစွာမင်းလိုက်ရသည်ကထမင်းထုံထူထူလက်ထဲမှာ ထမင်းထုံအမလီအတော်ပဲနှောင်ကြီးနှောင်ကြီးလက်ထဲကထမင်းတို့ထမင်းတို့ကစားဖို့ဟာလားဘာကွထမင်းတို့ဆိုတာစားဖို့မဟုတ်လို့တခြားဘာလို့လို့ရမှာလဲကွအော်ဟဲ့ ကျွန်တော်ကျွန်တော်စကားပြောလောတော့လို့ပါဟုတ်ဗျာယဟန်တပါစွန်ကတ်ချင်လို့အဲ့ထမင်းတို့ကိုလူလူလိုက်ပါလားယင်အာဘယ်ဖြစ်မလဲကွငါစားဖို့ယူလာခဲ့တယ်ဟာလုတ်ပါဗျာဟိုမှာတော်တဲ့တောင်ထဲမှာရန်တပါဆင်းဆော့ဖို့အတွက်အချိန်လင့်တော့မယ်ဗျာငါ့အကြတော့ဘာနဲ့သွားစားရမှာတုန်းကွနကူလာစိတ်တူလာလိပြီကဲဗျာမလူနိုင်လဲကြောင်းခမားထမင်းတို့ ကျုပ်တပြားတကြပြီမေဟာငါထမင်းကအတပြားတကြလည်းမတင်ပါဘူးရောင်းလည်းမရောင်းနိုင်ပါဘူးယောခဲ့နေပါပြီကဲနှစ်ချက်ပြီးမေဗျာဟင့်ကွာငါဘာသာပဲငါစားမေစွန်းစားခြင်းကလည်းတဖြည်းဖြည်းကြော်လူနေပြီဟဲ့လူသုံးချက်ပြီးမေဗျာဟင့်အင်းလေးချက်မရောင်းကွာကိုးချက်နဲသေးတယ်ထိုအချိန်၌နကုလာဤစိတ်မှာတော့ယဟန်တပားကိုအချိန်မီစူးကပ်ရန်အတွက်အကြံမတပား ဘာမှမရှိဘာမှမသိဖြစ်နေလေတော့တယ်တဆဲဗျာဟမ်အင်းမထူးပါဘူးဗျာတဆဲနှကြယူအဲ့ဒါကြောက်မှာပါတမယအတပြအကုန်ပဲဟဲ့ဟဲ့တဆဲနှကြဆိုရင်တော့ဟန်ကြတဗျာခမားတော်တော်ဇွဲကောင်းတဲ့လူပဲပေးအတပြရော့သမင်းထုပ်သမင်းထုပ်ကိုရသည်နှင့်နကူလာတယောက်ယဟန်းစီကိုအပြေးပြန်ခဲ့တော်တယ်အရှင်ဗျာတပိတော်စေတနာထက်တန်စွာဖြင့်ဤစွန်းအား စက်ကလူထဲမှာ ਈ ဖျား။အိုးတယ်လဲတရာထူတဲ့တရကပါလား။ဘလူကဘလူများဒီစွန်းကိုရအောင်လှုပ်လာပါလေ။စွန်းမစားမီယဟန်းကမေးမြန်းစုံစမ်းသဖြင့်ငကုလကလည်းအကြောင်းစုံကို ပြောပြလိုက်တော့တယ်။ထူကအလိုငါထင်တာရက်ကိုတရာတရာထက်တန်လာတဲ့တရကပါလား။တမီးလေးကိုကျုံဘွားပြန်ရွေးဖို့တဆက်နလာလလုံးကျိုးပန်းအားထုတ်စူးစောင်းခဲ့ရတဲ့အတပြာကိုငါအတွက် စွန်းလေးတနက်နဲ့လဲလှယ်ခဲ့တဲ့ဆိုတော့သူနိုင်ဝော်ရာမရှိတဲ့ဆွလွန်ချင်းနဲ့ပြည့်စုံလာပါလားဒီတော့ဒီဆိုဟာမစားတာဗစက်ကပောက်ထွက်ဆိုသလိုဖြစ်တော့မှာပဲဒီတော့ငါတကလည်းအကျိုးရှိငါလည်းအကျိုးရှိအောင်လို့ပိဿဝက္ခဏတင်ပြမှာပဲဖုံးပေးမှာပဲလေယဟန်တော်ဆွန်ဖုံးပေးနေစင်ပါပဲနကုလာကတော့ပြေးထွက်ခီးဆက်ခဲ့လေးပြီဟေးလောကမှာမရှိလို့မလူဆိုပေမဲ့ နကုလကတော့မရှိလဲလူတယ်။တမေးအရင်ကိုအဆုံးခံပြီးတော့လူတယ်။ငါလိုလူစမြူမှာရှိသေးရဲ့လားဟဲ့။နကုလတယောက်ကျွေးကြော်အော်ခေလေးခီးဆက်သွားစင်ပါပင်အရှင်တိတဟုအမိရသည်စောစောကယဟန်တော်သည်စွန်ဖုံပေးပြီးသည်နိတင်းငုတ်ထင်ပါပင် အာနာပါနကမ္မထံစီဖြန်းရင်တကြိမ်တည်းနေပင်အရဟတပူပေါယဟန္တာဘဝရောက်သွားခဲ့ရလိမ့်ပြီးတကား။ဘာဘာပြောတယ် မင်းသမီးကိုပြန်ရွေးဖို့အတွက်အတပြား၁၂ကျလက်ဝယ်ရရှိပြီးကမှယဟန်တပါဆွန်းဆဖို့အတွက်ထမင်းတစ်ထုပ်ကိုလူးခဲ့တယ်။ထမင်းတစ်ထုပ်ကိုအဲ့ငွေအကုန်ပေးဝယ်ပြီးတော့လူးခဲ့တယ်။ဟုတ်စားဟုတ် ဟုတ်ခဲ့ပါသတိမင်း။အော်နကုလာနကုလာမင်းနဲ့ကွယ်၁၂လလုံးလုံးချစ်ချစ်ကြကြုံရှာဖွေစုဆောင်ခဲ့ပြီးတော့ဒီရက်ရောက်ကမှာပဲအခုလိုအလကားအဲ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 ့ဒါကတော့မင်းသဘောပါလေ။တော့ကြ ငါဝင်ပြောလို့ငါငရဲကြီးနေအောင်မင်းတဘောနဲ့မင်းကောင်းမဲ့ချင်းလို့လူချင်းလို့ငါနဲ့ဘာမှမဆိုင်ဘူးအေးပြီးတော့မင်းအချိန်မီမရွေးနိုင်တဲ့အတွက်မင်းရဲ့သမီးမတ်တစ္ဆာနဲ့မင်းနဲ့ဘာမှမဆိုင်တော့ဘူးနော်ကြားလားဟုတ်ဟုတ်ပါတယ်တထင်းမင်းရဲ့ဒါပေမဲ့ဟိုလေကျွန်တော်ကျွန်တော်ကုသိုလ်တွေကိုသမီးသမီးလေးကိုလည်းအမြအတမ်းပေးဝေချင်းသေးလို့ခဏလောက်တော့တွေ့ခွင့်ပေးပါတထင်းမင်းရဲ့ခဏမှတကယ့်ကိုခဏလေးပါ မင်းတို့တာဖမျက်ရည်ခန်းထိုးပြီးတော့ငါ့ကိုတတ်ထက်သွားဖို့မကြံနဲ့နော်မကြံပါဘူးတထင်းမိရဲ့တကယ်ပြောတာပါတမီးလေးကိုအမြဝေပေးရုံလေးနေမှာတထေးကြီးဥလိုပါသည်ဆေးလိုက်ကြီးဖွာရင်ကရက်ခကိုအမိတ်ပေးလိုက်တော့တယ်ရက်ခမတစ္ဆာကိုခဏခေါ်ပေးလိုက်ရက်ခကမတစ္ဆာလေးကိုသွားခေါ်တော့တယ်ထို့အချိန်ဝင်မတစ္ဆာလေးမှာနွားတင့်ကုတ်တဲဝဲနွားချေကျုံနေရရှာ၏ ဖားခင်ရောက်ရှိနေသည့်ကြာလင်ပင်မျက်နာလေးဝင်းပါလျက်ပေပေကြံကြံနေသာဝန်းတာအာရလိုက်ပါလာခဲ့လေတော့တယ်အဖေအဖေတမီးကိုပြန်လာရွေးတာပေါ့နော်ဝန်းတာလိုက်တာအဖေရဲ့မတ်တစ်စာလေးကဖားခင်နကူလာကိုအတင်းပြေးဖက်ပါလိမ့်ပြီဟင်ပြောရအောင်အဖေရဲ့အဖေကလည်းမျက်နာကြီးအောက်ချလို့တမီးနဲ့ပြန်တွေ့ရမှာဝမ်းမတောက်လားအဖေဟင်အဖေနကုလမျက်နာကြီးပေါ်မှာမျက်ရည်တပေါက်လွင့်ကျလာ၏ ဟင်အဖေအဖေငိုနေတယ်ဘာဖြစ်လို့လဲဟင်ငွေငွေအစင်ပြေခက်လို့လားပြောပြောပါဦးအဖေရဲ့အဲ့ဒါပါပဲသမီးရဲ့အဲ့အတပြတစ်ဆင့်တစ်ကြာသမီးကိုရွေးဖို့ပါပဲဒါပေမဲ့ရဟန်းကြီးကလည်းတောမြိုင်လေးမှာဇွန်လုံးဝမစားရသေးတော့အဖေလည်းတံတားပေါက်ပေါက်နဲ့ဝယ်လူခဲ့တယ်သမီးရဲ့သမီးလေးအဖေကိုခွလွတ်ပါနော်ဟုတ်ဟုတ်ကဲ့ပါအဖေမတ်တစ္ဆာလေးက မျက်ရည်တူတွေကြာရလေးပြီ။နော်တမီလေးအဖေတို့အခုဘဝမှာတိတ်ဆင်းရရတာအရင်ဘဝကမလူခက်လို့ပေါ့။အခုလိုလူလိုက်တော့နောက်ဘဝကျရင်အဖေတို့ချမ်းသာလာမှာပေါ့။အဲ့ကြမှာအဖေရဲ့တမီလေးရဲ့ပျော်ပျော်ကြီးအတူနေကြရအောင်နော်။ဟေးဟုတ်ဟုတ်ကဲ့ပါအဖေ။အော်နကူလာသည်လေ။ဘာသားနဲ့ထူထားသည်မို့လဲ။မျက်ရည်ဖြန်ဖြန်ကြကသမီးငယ်နားလေအောင် ဆိုနစ်စွာ ရှင်းပြရရှာတော့တယ်။အဲ့တော့အဖေအမြောက်ပေးဝင်မယ်တမီးလေး။တမီးလေးတာရုခော်နော်။ဒါမှ အဖေပြုတ်ခဲ့တဲ့ကုသိုလ်တမီးလေးရမှာ။နော်တမီး။ဟုတ်ဟုတ်ကဲ့အဖေ။အဖေနှစ်ခုလားပြုတ်တမကုသိုလ်တွေကို အမြောက်ပေးဝင်ပါတယ်တမီးလေးရဲ့။အမြအမြအမြ။တာရုတာရုတာရုပါ။မချစ်တယ်လေးနဲ့မတစ္စာတာရုခော်ရှာလေးတယ်။တစ်ချိန်လုံးကြံခဲ့တဲ့ လူချမ်းကြီးရက်ခပြီးလင်းမျက်ရည်ကိုကျိတ်တုတ်ရတော့တယ်။အဲ့ဒီနောက်တော့မတစ္ဆာလေးသည် အရှိပင်တထေးကြီးကျွန်မလေးဖြစ်သွားရရှာလေတော့တယ်။သို့ပါတော့လေစေတနာပြင်းပြသည့်နကုလအတွက်လက်ငင်းကုသူကံဖန်လာပုံကနကုလလူတန်းသောဆွန်းကိုစား၍ရဟန္တာဖြစ်တော်မူခဲ့တဲ့အရှင်တိတမတိရဟန္တာသည် မကြာမီမှာပင်ပြိဋိနိဗ္ဗာန်ဆံတော်မူ၍မင်းကြီးကိုယ်တော်တိုင်ကြည်မူတယ်။ တာရုကိဋ္ဌနာတပင်ကြီးကိုစီရင်ကျင်းပခဲ့လေတယ်။ထို့နောက်အလောင်းတော်ကိုလောင်တိုက်ပေါ်သို့မတင်ရမှာတော့မြေတို့မြမမရပဲအခက်တွေ့နေရမှာ။မန်လာပါ။နကုလဆိုသောစီရင်သားကို ရှာတွေ့လာပါပြီဖေဟာ။မင်းကြီးတို့ရဲ့ခေါ်ဆောင်မှုဖြင့်နကုလသည်ဘရင်ရှိတော်မောက်သို့ရောက်လာခဲ့လေတော်တယ်။အကြောင်းမသိတော့နကုလခမကြောက်လန့်နေမိတော်တာပေါ့။ကဲနကုလအရှင်တိတာ မင်းမမပဲသူ့စာပနာခန္ဓာကိုကြွားကြည့်ရမယ်လို့အတိတ်ထံတော်မူခဲ့တဲ့ဒီတော့ခမပထမတော့နကုလအံ့အားတင့်သွားတယ်သူစွန့်ကပ်လူခဲ့တဲ့အရှင်မြတ်ကိုဝိညာဉ်ကင်းမဲ့လျက်တာတွေ့လိုက်မှ အရာအလုံးကိုသဘောပေါက်မလျော်တယ်ဒီတော့လေကြည်စံဘူဂျီတထောင်ပြမရာတော့မှ မရတဲ့အရှင်တိတရဲ့ရုပ်ကလာ နကုလလက်ရွယ်ယုံများနဲ့မြောက်ကြလာပါလားဂိုင် ရတနာရွှေမိုးငွေမိုးများကျဲကြစံကျဲသည်မတော့ရတနာရွှေငွေတို့သည်နကုလချင်းမာသာကြကုန်ကြတယ်အရှင်မြတ်ဤဇာပနာခန္ဓာကိုလည်းယခုမှပင်အောင်မြင်စွာလောင်၌သွင်းနိုင်လေပြီအကြောင်းစုံကိုကာကဝနာမင်းကြီးသိတော်မူလင်ဝမ်းမြောက်အံ့ဩရလေပြီကဲကြားကြရဲ့လားဝင်းမင်းတို့ သူ့လိုလိုစပြူမာရှိနိုင်ရောလားသူ့လောက်ထက်တဲ့တရားတရားကို မြင်ဘူးကြလားတမီးလေးကျွန့်အဖြစ်ခံပြီးတော့ လူဝတ်တဲ့စေတနာမျိုးထားရကြပါမလားအာရကျင်နူနေချိုင်လွန်းလာသည်ဖြစ်၍အမိတော်ချလိုက်ပါပြီသူမတူအောင်တရာတရာထက်တန်လာသောနကုလအားယနေ့မှစ၍စည်းစိမ်ဥစ္စာများစွာပေးပြီတထေးကြီးအရာအနှင်းစီမန်လာပါဖျားဒီတော့မှအရှိပြင်းတထေးကြီးလည်းမတစ္ဆာကို နကုလထံသို့အလင်းအမြန်မျက်နှလုံးမျက်နှာပြန်ပေးအပ်လေတော့တယ်တရာထုသောသုဒ္ဓနာဤ တဲကဖခင်နကူလာနေမိဘအပေါ်ဂျေစုတိတက်လွန်းသောသမီးငယ်မတစ်စာတို့မှာအခုပင်မခွဲအစုံအမြဲပြုံ၍ချမ်းသာလေတော့သည်တကားပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင် နောက်ဆက်စင်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးတော့အားပေးစောင့်မျှော်နှားဆင်ပေးပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်